ဒီနေ့သတင်းညွှန်လာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခொနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတော်ရင်သားလက်ပြည့်တက်ပြီးအဘိဓမ္မာတရားကိုဟောကြားခဲ့ပြီဒီကနေ့သူပြည့်ကိုပြန်နေကြွလာတယ်အမတ်တရားနေဒီနေ့ဘယ် ပြီးဓမ္မခါရနေလို့ဆိုပြီးဓမ္မခါရနေဆိုတာပြီးဓမ္မတရားဟောတာကဝါဇုလာဘုရားတရားရည်ရည်စာပြီးတော့ဟောတာတရင်ရလာပြီးနေစဉ်ပြီးတယ်အဲ့တော့အပြီးဓမ္မတရားဟောလို့ဆုံးသက်တဲ့နေလို့သူတို့မှတ်ရတာဒါကိုပဲအပြီးဓမ္မခါရနေလို့ဆိုပြီးညမပြေမှာမှတ်သားနားလည်ထားကြပါတော့နော်ပြီးဓမ္မတရားစတင်ဟောတာတော့ဝါဇုတဲ့နေ့ကနေစပြီးတော့ ဟောကြားခဲ့တာဖြစ်တယ်။သုံးလကြအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတာဝန်ရင်းသားနတ်ပြည်မှာဟောကြားပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ရင်းသားနတ်ပြည်ကသကြမင်းဖန်ဆင်းတဲ့ရွှေစောနံငွေစောနံပရမျာစောနံလို့ဆိုရဲစောနံ၄ကားကြီး30အနေပြီး ခန္ဓာတိုက်ပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေသူနေပြန်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်တွေလည်းမှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီသရဉ္ဇလာပြီးနေဆိုရင်သရဉ္ဇပြီးဆိုပြီးတော့ချောက်ပြီးတော့လဲချပတ်ကြတော့ဘုရားဘာသာဝင်တွေဖြစ်တယ်ရတယ်ဆိုဒီကနေ့ဟာမြတ်စွာဘုရားတို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ ထူးမြတ်တဲ့လူကြီးကိုကြံပြန်နေကြတာဖြစ်လို့တို့ရတွေဟာတရားနေပြီးတော့စီချိုပူဇော်တယ်ဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရဲ့နဲ့သတင်းညွလာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုကြီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီ ဝိရမတရားမဟုတ်ခင်ကသတင်းညွှန်လာပြီးနေမှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တယ်။မိနက်ခတ်တဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာအရာမိထွန်းကြဖြစ်တယ်။ဘုရားဘာသာနဲ့မပတ်သက်ဘူး။ချိုးကိုပူဆော်တဲ့အနေနဲ့မိထွန်းကြဖြစ်တယ်။အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထွန်းမွေးခြင်းမှလည်းလို့ပဲကိုယ့်ရဲ့စင်လာရလောက်ကြတာ။ မြမကြီးကဘုရားဘာသာဝင်နေရတော့မိထွန်းတာအဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ခင်ねမြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညောလာပြီနေ့မှာမိထွန်းတယ်တို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုပ်ဟာအသေးပဲရှိပြီးကုသိုလ်ရတဲ့လုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဘဲနဲ့နေခတ်ပွဲအနေနဲ့မိထွန်းတယ် ေးအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နတ်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ဘုရားဝတ္တရီကတော့ပြောင်းလိုက်တာဒါဒီဖျားကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းတာဖျားကိုစုဆိုရင်ဂျိုကြီးကိုလုံးကိုပူဇော်တာတကောဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ဘူးဖျားကိုစုကိုပူဇော်တယ်ဆိုရင်အိဗယ်ရှိတယ်ပူဇော်ပူဖြစ်လာ ချိုးပူဇော်တာကတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိညာစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာရုံပြုလိုက်ရင်လည်းကုသိုလ်ကြီးအများကြီးဖြစ်သွားပြီအဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖះနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်တမန်တို့မအောင်မိတယ်နေဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့လိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်ကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးမတမ်းမှกว่าတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင်ထိုးလို့အောင်မယ်ဆိုရက်နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလှုပ်ထမှုပဲနဲ့အသေးပဲရှိရှိတို့ဘာဖြစ်လို့သရင်ညွတ်လာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကတွင်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခီယူကျူပူဇော်သောအဖြစ်ဒုတိတိပူဇော်တယ်လို့ဒီလိုအယုံကြည်လို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာရိထုရတ္တနာသံဃာပူဇာပေါ့နော် ရဏတော်မကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးချေဆုခြင်းမတမ်းမှကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့လက်ပြေရောက်သွားတဲ့နှစ်သား၂ယောက်ရှိတယ်အဲ့ဒီနှစ်သား၂ယောက်ဟာ လူချတန်းခဲ့ကြတာချင်းပဲသို့တော့တူဦးနဲ့တူဦးကလူတဲ့အတိုင်းတပမာဏမတူဘူးလူတဲ့ပုံကိုယ်လေးလည်းမတူဘူးအဲ့ဒါလေးကိုခရုစိုက်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်ကုရဏတလို့ခေါ်တယ်ပြီးတော့မှတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနမ်းမှာဘုရားနဲ့အနီး မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားလာနာဖို့ဖျားနာရောက်နေတယ်။အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သား၊သူနဲ့ရှင်ရဲ့အင်ကုရဆိုတဲ့နတ်သား။အဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးနိဗ္ဗာန်မှာထိုင်နေကြတယ်။တဖြည်းဖြည်းတရားဝဲစားတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်။အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်။အင်ကုရဏန္တကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလာ။သူတို့ကြတော့အချိန်ဝါချင်းမတူလို့ရှိရင်သူကရှေ့ရမထိုင်ရဘူးနော်။သူကသူ့အလိုအလျောက်ကိုအချိန်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာ။နောက်လာလိုက်ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နဲ့ဆိုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်။တေယူစနာမှာရှစ်မိုင်နှုန်းနဲ့တွေ့ချင်းစနေယူစနာဝေးသွားတယ်။ အဲ့ဒီအဝေးလောက်ကြမှာသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟောင်းနောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်ကုရဏ္ဍာကိုလမ်းမေးတယ်နေပါဦးငါနမ်းမမထိုင်ပဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားလာဒီအင်းတကဏ္ဍာကတော့ငါနားလေးတွင်ထိုင်နိုင်တယ်သူကဘုံလူကိုချီတယ်အလုံးနောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလှုပ်ချတာချင်းတူပါတယ်တဲ့အိနကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရယဟန္တာမထေရကိုစွန့်ခံလာတာစွန့်တစွန့်မဲ့သူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေး ਨੇ သူကနတ်ဖြစ်လာပြီးတော့ဘုံလူကိုချိန်နေတာသူကတော့တပည့်တော်ကတော့တဲ့၁၂နှစ်ကြာထမေးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒါန်းခဲ့တာတဲ့ တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုန်းဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူယဉ်နေနှလုံးထဲမှာဖြစ်တဲ့တရားစေရနာရဲ့ဆွမ်းအားလဲကြီးမားတယ်ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမိုးကြီးတယ်သူကတော့လမ်းခင်းကြောက်တည်ရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထွင်းစားတဲ့လူတွေ ်အလူခံတဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရဲ့နေတဲ့လူတွေသီလလည်းမလုံးဘူးတဏှဂုံလည်းမရှိဘူးဆိုရယ်တမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတာလာစားကြတော့သူကလူသားလူရတဲ့စိတ်ထဲမှလည်းသိပြီးတော့အာရတင်တယ်မရှိဘူးသူခင်မှသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေ၆စီအောင်လှူလာခဲ့ရတော့လေ သူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်ဝါမရှိပါဘူးတတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်ဝါချင်းမတူဘူးလို့ဆိုလူလူပြောရင်တော့ຢာထူးနေတယ်ပေါ့နော်ကိုယ်ရရလူကြည့်တဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မလားသစ္စာချမ်းသာတဲ့လူတွေလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေ ဲ့ဒီလိုဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်တာတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်တာတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးအောင်ပြီးတော့လှူတဲ့ကိုလူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဤချင်းတိနာသမารိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ီလိုခေါ်တာဖြစ်တယ်။အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေ။ဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဒေသလက်ကြီးကကြွလာတယ်ဖះဟုတ်။ငါတို့ပူဇော်ရတဲ့သူစိတ်ထဲမှာအလောညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်။ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်။ခုနကရှင်းပါးသီလဆောက်တည်လိုက်တယ်။ ဒီသီလဖြင့်ရသော်ပြကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်။ဒီကနေ့ငါရှင်းပါသီလဆောက်တည်ပြီးတော့ဥပုသ်ဆောင်လိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးတိုင်ထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်။ပန်းလေးတစ်ပွင့်လှူရင်လည်းဒီပန်းဟာတော်ရင်သာနတ်ပြည်အပြီးမှတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟေပူဇေယတောဘုဒ္ဓေဝယတိဝတောတိပပ္ပိသသမတိကံတိတိဏသောကပရိတဝေစိဟာတံမိုးမဖြတ်နိုင်သလိုပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုကတံမိုးကြီးတယ်လမ်းခင်းနဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေတုပ်ကဘယ်လောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေတုပ်ကြီးချာကြီးနော်အဲ့လိုပြပြချာနာသွားတယ်လို့ဆိုရမယ် တောရိန္ဒနတ်ပြည်မှာဗိဓမာတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်။အဲဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတောရိန္ဒနတ်ပြည်ကပြန်ကြွတဲ့ဗိဓမာခါရဏီဖြစ်တယ်ဆိုတာတခုမြမလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကသရင်းညို့မိထုံးမွဲတွေလောက်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင် အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရတာအများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကနေထိုင်ကြပြီးတော့ဝါလာသရင်ဝါလာကျပ်ပြီးစိန်ခေထွက်ကြတယ်ဟိုနေဒီနေ့နေကြတယ်ရှင်းတော့ကတော့အမြဲနေတဲ့နေရာရှိကြဘူးတကြောင်မို့ခေထွက်ကြခေထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ဒီရင်ကျေးမှုကမာတော့ဆိုလို့ရှိရင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်နင်းနင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရတော့ request လောက်ထားဆိုလို့ရပါတော့သူပေါ်မှာပြောစရာရှိပြောပါမညာမတာပြောပါလို့ဆိုလို့ရတော့ဒါရင်ကျေးမှုတစ်ခုပဲလူတွေရဲ့ရင်ကျေးမှုတုံးနဲ့တူဆိုပါစို့ ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုနေမဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော့ပြီးမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပူဆိုးသွားတယ်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေရှင်ကျေမှုကိုပြပြစေတယ်ပေါ့နော်ရှင်ကျေမှုနဲ့စီလုံးညီညာမှုကိုပြပြစေရသဗျာကရဟန်းတော်တွေကိုစီလုံးညီညွတ်စေခြင်း ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန်တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန်တကပြုတဲ့နေ့ဘယ်လိုဖိမန်တကပြုတော့ဆိုရင်ပဝရဏရင်ချင်းမှုပါတန်ငံပန္တိပဝရိမိဒိဋ္ဌိနာဝသုတေနာဝပရိသင်္ခာယဝရှင်တစ်ပါးကတပားချင်းတန်ဃာတွေကိုရှောက်အောင်မှာဖြစ်တယ်ရှင်ပြားတို့တဲ့တပြည့်တော့ကိုဒီအပြည့်မြင်ရင်းဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာတရင်ကြရေးပဲဖြစ်စီရှင်ပြားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမအာယတမတော်ရှင်ပြားတို့ပြောကြပါဒီလိုဆိုရနော်အနုကမ္မဥပါဒပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရနော်လူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမအာသမန်တော်အနုခံပါဥပါဒယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလိုလားတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပဋိကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုယ်ပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပီတော့ပြင်းမမယ်။နောက်မဖြစ်ရအောင်ဆောင်စည်းပါမယ်ဆို။တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာနော်။ပဝရဏဘွဲပဝရဏဘွဲနဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားဖို့ကြလိမ့်မယ်။အဲ့ဒီပဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားနော်အပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်။ အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇလာဆိုလို့ရှိရင်ဩကတကရောဂျုံနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်เนาะဩကတထဲမှာပါတဲ့အတိုင်းပေါ့เนาะကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုပြီးလို့ရှိရင်ပြုလုပ်ပြီးလို့ရှိရင်စိတ်ထဲကကြံစီပြီးလို့ရှိရင်ထိုအပြစ်တို့ပျောက်ပါစေခြင်းကျုံပါဆိုလူကြီးသူမတွေမိဘတွေကိုကရောတာ တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှာချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာပြမချင်းရောက်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမမဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တော့ဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ် အောင်နိုင်မှုသူဒီဘဝမှာလည်းပဲချမ်းသာတကရဖို့ခက်သွားမိဘကိုစော်ကားပြီးပြန်မတောင်းမှမူဒီမကောင်းတဲ့စိတ်နဲ့လှုပ်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုရာထင်သလောက်မတိုးတက်ဘူးအဟံတာတွေဖြစ်လာတည်တဲ့အခါလည်းဒီအဖြစ်ကြောင့်တို့ခရောက်မတောင်းမှလို့ရှိရင်တခါတခါကိုကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးပါအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင် ဲ့ဒီတိုင်းသွားဖြစ်တဲ့တိုင်းကြောက်ရတယ်ပေါ့ဗျာဒီတန်မြာခရီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်မြာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှန်လို့ရှိရင်နောက်တစ်ဆောင်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတယ်ဗျာတခါတော့အမျိုးသမီးတယောက်ဟာဘုရားရှိခိုးဘုရားပူသွားတယ်စေတီပထိုးပေါ်မှာဒီ အညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရိညာမရိနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရိကလုပ်သွားတာတော့ဆိုပြီးတော့ဆဲဆိုအဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်တရားဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုယ်ကလုပ်လိုက်တဲ့ အပြစ်တစ်ခုကကိုယ်ပေါ်ပြန်ဆွတ်တယ်။အဲ့ဒါကိုတတိထားရတယ်။အေးစင်ဘဝမှာနေလို့ရှိရင်လေကိုကကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကိုလုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်။ကိုစီပြန်ရောက်လာတယ်။အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလုပ်တာမဟုတ်ဘူးနော်။ကိုလုပ်တာကိုကဥမာပဲလူတစ်ယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှဆိုးနေဒီဆဲလိုက်မယ် ကွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရပါနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်တာအဲ့ဓာတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာ မမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ခက်သားကိုမှုချုံပြစ်ချိုးမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะအဲ့ဒါတတိထားရတယ်เนาะကိုယ့်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုးဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓထင်တယ်သူကပြစ်စီကဗုဒ္ဓကဝတ်ထားတဲ့အဝေါကလည်းပဲဟိုကောင်းတဲ့အဝေါမှာမဟုတ်ပဲလေ တက်ခေါက်ဆိုးတဲ့ဝတ်ကိုဝတ်တယ်အနေထိုင်ညညပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တယ်အဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်သွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလုံးတဲ့လုံးတွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုယ်သတိထားကြရမှာဖြစ်တယ်ပေါ့เนาะခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုယ်ကိုပြည့်ရှင်ပြောပါအဲ့ကြရင်တောင်းမှန်တဲ့ဟာကိုတောင်းမှလို့ခုနအဖြစ်တည်းဟာခြေအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာဘုရားဝတ္တဝင်တို့အတွက်ဒီတရင်ညွတ်လာပြီနေဆိုတာနေတို့နေမြတ်ဖြစ်တယ်နေတို့နေမြတ်အခါသမယမှာ လှူကြရတယ်တန်ရရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်ထို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာဖြစ်တယ်